ကဲတရင်ကြားပြီးကြပြီလားတနင်္လာနေ့တိုင်းမောင်းမကန်ရဲစခန်းတိန်တိုက်ပွဲမှာရရှိတဲ့လက်နက်တွေနဲ့အောင်မြင်မှုတရင်ပါအဲ့တော့ဒီတရင်လေးကိုကျွန်တော်ဗာပြုတ်ဖတ်ပြရတယ်ဆိုတော့တစ်တုံညနှစ်ခွန်စစ်စင်ရေးအပြီးမှာ MNDAA ကိုတရုတ်ကဖိအားနဲ့လာရှိုးကစစ်ဌာနချုပ်ပြန်ပေးလိုက်တာတနတ်တစ်ချက်မဖောက်ဘဲနဲ့တရုတ်ကိုငိုပြီးတောင်းလို့ MNDAA ကိုတရုတ်ကဖိအားတွေပေးပြီးတော့လာချိုးစစ်ဌာနချုပ်ကိုပြန်ပေးလိုက်တာ ဲ့ဒီချိန်မှာပြည်သူတွေဝိုင်းဆဲကြတယ်အားငယ်တဲ့လူကအားငယ်ကြတယ်ဒါပေမဲ့တော်လှန်ရေးထိခိုက်သွားလာအဲ့ဒီ MNDA လာရှို့ပြန်ပေးပြီးတဲ့နောက်ပိုင်းမှာကိုဘက်ကနယ်မြေတွေဘလောက်ထပ်သိမ်းပိုက်နိုင်တယ်အင်းတော့တိုက်ပွဲလိုမျိုး PDF တွေပဲဥဆောင်ပြီးတော့တကယ်ရှယ်ကြီးတွေပါစော်နိုင်တာအလုံးတီပဲဖြစ်တယ်အခုတခါ TNN တွေကမိုးကုန်းနဲ့မိုးမိတ်ကိုပြန်လည်ပေးရတယ်ဆိုပြီးတော့ချွတ်တွေပြောနေကြတယ်တော်လှန်ရေးအတွက်စိတ်မပူပါနဲ့အခုဒီမှာတနေ့နိုင်တိုင်းမှာစကန်းတိမ့်ကြလိုက် အချားနေရာတွေလာပါအောင်မယ်ကျွန်တော်တို့ညိုတိန်တိုက်ပွဲစကန်းတိန်တိုက်ပွဲတွေနေရာအနှက်လာဖို့ရှိပါတယ်စောင့်ကြည့်နေပါလောလောဆယ်တော့မောင်းမကန်တရင်နိုင်တိုင်းရနော်ကိုဖိတ်တို့အဖွဲတွေတိမ့်ပိုက်ရရှိထားတဲ့အောင်မြင်မှုလေးကိုကျွန်တော်သတင်းအရင်ဖတ်ပြပါမယ်တရင်နိုင်တိုင်းဒဝဲခရိုင်လောင်းလုံးမြို့နယ်မောင်းမကန်နေမြေရဲစခန်းတိန်တိုက်ပွဲမှာစစ်ကောင်စီတပ်က12ဦးတေဆုံးကလက်နက်မျိုးစုံ23လက်ရရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်1စစ်စင်ရေးနယ်မြေအထူးတိုင်းစစ်ဌာနကဒီကနေ့အော်တိုဘာလ30ရက်မှာသတင်းထုတ်ပြန်ပါတယ် အထူးတိုင်းစစ်ဌာနကိုကဲမှုအောက်ရှိနီယူဟာ33ဒေါနာတက်ရင်တက်ခွဲ၄ KBDF ဒေါနာတက်ရင်တက်ခွဲ9 LBF နဲ့မဟာမိတ်တပ်ပေါင်းစုတွေဖြစ်ကြတဲ့ဒဝဲခရိုင်တပ်ပေါင်းစု DNLA ဒုတိယစစ်ကြောင်းရမညမွန်တက်တော် Federal Doing ကျဲတက်တွေပေါင်းပြီးမောင်းမကန်နေပြည်ရဲစခန်းကိုအော်တိုဘားလ26ရက်ကတိုက်ခိုက်တိမ့်ပိုက်ခဲ့တာဖြစ်ပါတယ်စကန်တိုင်းတိုက်ပွဲဟာမနေ့9နာရီခွဲကစတင်ခဲ့ပြီး6နာရီကြာမြင့်ခဲ့တယ်လို့အတိပေးထားပါတယ် အဲ့ဒီစစ်စင်ရဲ့အတွင်းတော်လိုင်းရဲဘော်တအူကြာဆုံးခဲ့ရတယ်လို့လည်းထုတ်ပြန်ပါတယ်။စကန်းတိုင်းတိုက်ပွဲအတွင်းရန်သူဘက်မှ12ဦးတေဆုံးပြီး10ဦးဒဏ်ရာရတာဂျန်အင်အားမြန်စကန်းဆုံးခွာထွက်ပြေးသွားတယ်လို့တိပေးပါတယ်။စစ်ကောင်စီထံက UZI အမျိုးအစားတနက်6လက် G3 မျိုးအစားတနက်9လက် Shotgun Smoke Gun 2လက် ကွန်မတိုစိန်ကြောင်းနှစ်လက်၆လုံးမျိုး၄လက်စုစုပေါင်းနဲ့နဲ့မျိုးစုံ23လက်ဂျမ်မာဆက်2လုံးနဲ့ခဲရန်တွေတင်းစေရခဲ့ကြောင်းဓာတ်ပုံမှတ်တမ်းတွေဖော်ပြထားပါတယ်အထူးတိုင်းစစ်ဌာနဟာကရင်နဲ့မွန်အခြေပြု PDF နီးမြူဟာတွေတက်ရင်တက်ဖွဲ့တွေ drone လက်ယုံတက်ဖွဲ့တွေပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတွေစုဖွဲ့ထားတဲ့စစ်တိုင်းတစ်ခုဖြစ်ပြီးအထူးတိုင်းဖွဲ့စည်းကြောင်းကြေညာပြီးနောက်မောင်းမကန်နယ်မြေရဲစခန်းဟာပထမအဦးဆုံးတိမ့်ပိုက်နိုင်ခဲ့တဲ့စစ်ကောင်စီစခန်းလည်းဖြစ်ပါတယ် အထူးတန်းစစ်ဌာနဟာစုပွဲမှုပြုပြီးမှစစ်ရေးဆောင်ရွက်တာမျိုးမဟုတ်ပဲစစ်ရေးအောင်မြင်မှုတွေရရှိပြီးအုပ်ချုပ်ကူကဲမှုထောက်ပံ့မှုစနစ်တကျလေပတ်တဲ့အခါမှစုပွဲမှုကိုပြည်သူတို့ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်အထူးတန်းစစ်ဌာနစုပွဲမှုမတိုင်မီကလည်းစစ်ရေးအောင်မြင်မှုတွေရရှိထားတာကိုတွေ့ရပါတယ်ကဲဒါကတော့နော်အထူးတန်းရဲ့အောင်ပွဲပဲဖြစ်ပါတယ်ဟိုရက်ကပဲကျွန်တော်တို့ကိုဗစ်ဒီ viewer 33ရက်စစ်ဆေးမှု စောသားကိုပေါ့နော်တရင်ထဲမှာတွေ့မှာပါကိုဘိတ်ကိုကျွန်တော်အကူညီမှုတွေကျွန်တော်ဒီ time မှာရှိတဲ့အကူညီထောက်ပံ့ထားမှုတွေကနိုင်တဲ့တော့ကျွန်တော်တို့ခွဲချပေးလိုက်ပါသေးတယ်အခုလိုအောင်မြင်မှုတွေရတဲ့အတွက်ဝမ်းသာပါတယ်ဒါပေမဲ့စိတ်မကောင်းတာကတော့ကျွန်တော်တို့ရဲဘော်တယောက်ကမြင့်မြတ်စွာအတက်ပေးွားရတယ်ကြားတယ်အဲ့တော့ကျွန်တော်တို့အများပြောနေလို့ပါဗျာခွေးဆက်အကောင့်တက်ရသေးလို့ကိုဘက်ကရဲဘော်တယောက်ကြာဆုံးတာမခံနိုင်ပါဘူးဘာဖြစ်လို့လဲကျွန်တော်တို့စစ်ခွေးတွေဆိုတာ ခံယူချက်မရှိယုံကြည်ချက်မရှိအပေါ်ကအမိတ်ပေးခိုင်းတယ်သူစိတ်ယုတ်တယုတ်လို့လုံနေတဲ့လူတွေပါလူပခုံးနှစ်ဖက်ကြားကခေါင်းထွက်လို့လားလူတို့တတ်မှတ်ထားတာဒီကောင်တွေကိုလူတို့ခေါ်မထိုက်တဲ့အတန်းစားတွေကျွန်တော်တော်လိုင်းရဲဘော်ဘက်မှာအနေစင်းရဲ့အစားစင်းရဲ့လက်နက်မပြည့်စုံမျိုးစုံဒုက္ခတွေကြားမှာသူတို့တွေဟာတိုင်းပြည်အတွက်ခ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 က်ကြိုးစားနေတဲ့ရဲဘော်တွေဖြစ်တဲ့အတွက်ကျွန်တော်တို့မလဲနိုင်ပါဘူးနော်ဒါကြောင့်မို့လို့ကျွန်တော်တိုက်ပွဲတိုင်းမှာကိုယ့်ရဲ့ရဲဘော်တွေထိခိုက်မရှိဖို့ကိုအမြဲတမ်းအဲကျွန်တော်တို့တတိပေးနေကြတာဖြစ်ပါတယ် တော့ဒီတော်နိုင်ရေးကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်အခုဆိုမင်းအောင်နိုင်တို့ဟာသူတို့ရဲ့ဒီအတုရောင်ရွေးကောက်ပွဲကိုထိခိုက်ဝါမှာမအောင်မြင်မှာသူတို့အယမ်းစိုးရင်ပါအယမ်းစိုးရင်နဲ့ကြားထဲမှာအခုနိုင်ငံတကာကလည်းဒီရွေးကောက်ပွဲကိုလုံးဝလက်မခံပါဘူးဆိုပြီးတော့ထွက်ပြောလာတဲ့အဆင့်ကြီးဖြစ်သွားပြီနော်အခုလိုကုလသမဂ္ဂနော်ဒီအထုကိုယ်စားလှယ်ရအစဒါဟာအတုရောင်ရွေးကောက်ပွဲပါလို့တောင်ကြောင်တင်းတင်းပြောလာပါတယ်ကျွန်တော်ဒီကိစ္စနဲ့ပတ်သက်လို့လည်းကျွန်တော် relation တီးထက်လောက်ပါအောင်မယ်အဲ့တော့ကျွန်တော်တို့ပြောချင်တာကလက်ရှိ မင်းအောင်လည်းကောင်းဆောင်တဲ့စစ်အာနာယူအတိုင်းဝိုင်းဟာသူတို့ရဲ့ရွေးကောက်ပွဲကိုသူတို့ရအောင်လုပ်ပြီးတော့ဒီရွေးကောက်ပွဲကနေနိုင်ငံရေးထွက်ပေါက်ဖြစ်တရားမဝင်နော်တပုံတမြပြန်ပေးဆိုရဲ့ရာဇဝတ်ကောင်ဘဝကနေနိုင်ငံတော်ရဲ့ခေါင်းဆောင်ဖြစ်တရားဝင်ဖြစ်လာအောင်လုပ်နေတဲ့ပွဲပါအဲ့တော့ဒီခါကျရင်ကျွန်တော်တွေးတယ်ဗျာသူလောကကြီးကဒီလိုပြီးွားမှာလားနော်ကျွန်တော်အကန့်အခုဟိုမပြောမဆိုကောင်းပါတော့ကျွန်တော်တော်လိုင်းဘက်ကမနိုင်ဘူးသူတို့ဘက်ကနိုင်သွားမယ်ဆိုရင် ဒီမတရားတာတွေလုံမတရားတာတွေပြောမတရားတဲ့အရာတွေပဲလုံနေတဲ့သူတွေကလောကကြီးကိုအနိုင်ရဝမ်းမှာလားနော်အဲ့တော့ကျွန်တော်တို့တွေကျွန်တော်တော့တွေးတယ်အဲ့လိုအနိုင်ရမယ်ဆိုရင်ပေဝါးတာမြတ်တယ်ကိုကိုဟုတ်တယ်နော်ဒါကြောင့်မို့လို့တော်နိုင်ရင်နဲ့ပတ်သက်လို့ဘယ်တော့မှကျွန်တော်နောင်တရမှာမဟုတ်ကိုကိုနိုင်မယ်လို့လဲယုံကြည်မှုအပြည့်ရှိတယ်ဘာဖြစ်လို့လဲမြက်ကန်းတစ်စီယုံကြည်တာမဟုတ်ပါဘူးနံပါတ်1နိုင်ငံတကာတန်ခင်းတမန်ခင်းကိုပြန်ကြည့်ပါနံပါတ်2ပြည်တွင်းအခြေအနေကိုပြန်ကြည့်ပါ နိုင်ငံကတန်ခိုင်းနိုင်ငံကိုကြည့်မယ်ဆိုရင်ကုလတမကမှာမင်းအောင်နိုင်ဟာသူတို့ရဲ့ကိုယ်စားလှယ်ကိုခန့်အပ်ဖို့အတွက်နှစ်တိုင်းစ조사နေတာအခုဒီနေ့အထိကုလတမကလုံးဝလက်မခံပါဘူးအဲ့တော့ပြည်သူကိုယ်စားလှယ်ဥကြောမိုးထွန်းကဒီနေ့အထိကုလတမကရဲ့ထိုင်ကုန်မှာတိတ်ခါရှိစွာပြည်သူတွေအတွက်ကောင်းကောင်းထိုင်ပြီးအလုပ်ကျင်းပြုနေနိုင်သေးတယ်နော်ပြီးလို့ရှိရင်အာဆီယံ အာဆီယံဆိုတာအားလုံးတည်တဲ့အတိုင်းစစ်ကောင်းဆောင်တွေအဆက်ဆက်ကိုဘာလို့လဲကြောတောက်နောက်ခံပေးပြီးတော့ဒေါက်ကန်ပေးလာတဲ့အဖွဲ့တစ်ခုဆိုမမအောင်တကယ်ဒီမိုစီအရေးတဲ့စစ်ကောင်းဆောင်တွေအရေးကိုအာဆီယံဒီဇိုင်းမှန်မှန်လိုက်ပေးခဲ့တာဒါပေမဲ့အဲ့လိုလိုက်ပေးခဲ့တဲ့အာဆီယံတောင်မှအခုမင်းအောင်လှိုင်ရဲ့လှုပ်ရက်တွေကိုလက်ခံလာနော်ဒါသူတို့တွေအချက်တွေအချိန်ချင်းကွဲခဲ့တယ်အဲရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရဲ့ဖွဲ့ကိုစေလွတ်မှာလို့အာဆီယံအစည်းအဝေးကိုမင်းအောင်လှိုင်တက်မှာလို့အဲ့လောက်ထိသူတို့ဘက်ကမခံမရနိုင်အောင်မျှော်လင့်ထားတဲ့အရာတွေ ဒါပေမဲ့သူတို့မျောလင်းသူတို့မဖြစ်လာပဲတဲ့။ဘာဖြစ်လာလဲ။ရွေးကောက်ပွဲဟာတဲ့အခုကဘာနဲ့ကျင်ညာလိုက်ရှင်းရှင်းလေး။အန္တဏီအစိုးရရွေးကောက်ပွဲတာလေးတရားဝင်ရွေးကောက်ပွဲဖြစ်တယ်။တရားမျှတပြီးလွတ်လပ်တဲ့ကဘာကလက်ခံတဲ့ရွေးကောက်ပွဲဖြစ်တယ်။ဘာဖြစ်လို့လဲ။နိုင်ငံတကာရွေးကောက်ပွဲလေးလာစောက်ကြည့်အဖွဲ့အကုံလုံးဂျပန်အဖွဲ့ဆိုအိန္ဒိယဒီမြင်လက်တန်းမှာဆိုတဲ့မြင်ရဆာနိတိညာတွေကူညီခဲ့တယ်အောင်ကြားသိရတယ်။အဲ့တော့အဲ့ဒီဂျပန်အဖွဲ့နော်ကုလသမဂ္ဂ ASEAN နောက်ဆုံးတရုတ်ကအစား 2020ရွေးကောက်ပွဲအပြီးမှာတရုတ်တမနာချီချင်းမင်ဟာဒေါအောင်ဆန်းစုကြည်ကို congratulation လုပ်ခဲ့ပါတယ်အဲ့တော့ဟိုဂုံယူတယ်ပေါ့နော်ဝမ်းမြောက်တယ်အခုလိုဝင်နေဖြစ်တဲ့အတွက်ဆိုတဲ့ဟာမျိုးနဲ့အဲ့တော့ရှင်းရှင်းလေးပါပဲကဘာကအတိမတ်ပြုထားတဲ့တရားဝင်ရွေးကောက်ပွဲဆိုတာရှိပြီးသားပါနော်အဲ့တော့တရားဝင်ရွေးကောက်ပွဲရှိပြီးသားဖြစ်တဲ့အတွက်လက်ရှိမင်းအောင်နိုင်ရုပ်လုပ်မဲ့ရွေးကောက်ပွဲဒီတူတို့အာနာသိန်းလူတက်ထားတဲ့ရာဇဝတ်မှုတွေကိုဖျောက်ဖျက်ဖို့နော်ကိုမမောင်ပြောနေပဲခင်ဗျားတို့လည်းစစ်တပ်ကတပ်ပြောင်းရင် အရက်ဝင်းနဲ့ပဲသွားတယ်တဲ့ဒီတိုင်းယူနီဖောင်းနဲ့တပ်ပြောင်းတာမြင်ဘူးလားတဲ့ထို့နည်းတူပဲတဲ့အေအာလည်းစစ်တိုက်မယ်ဆိုရင်အဲအရက်ဝင်းနဲ့ပဲတွားတယ်ပေါ့အဲ့တော့လက်ရှိကျမ်းရွေးကောက်ပွဲမှာကျမ်းဖော့ပါတီကိုစစ်တပ်ကနေဘောင်းမီချုပ်ပြီးလာတဲ့ဟာရှင်းရှင်းပြောရင်တပ်ပြောင်းတာပဲတဲ့ဒါတွေအားလုံးဟာတပ်ချုပ်ဖြစ်တဲ့မင်းအောင်နိုင်ကတန်ချောင်းထောက်ခေါင်ချက်ချင်းမတက်ရပြီးတတိဆွဲအလေးပြုပြီးတစ္ဆာလေးချက်စုံမဲ့ဒူတွေပဲတဲ့အဲ့တော့လက်ရှိရွေးကောက်ပွဲကိုဝင်မယ်ဆိုတဲ့ဒူတွေအားလုံးဟာအတိုက်အခံပုံရောင်လေး အတိုက်ခံမဟုတ်နော်အတိုက်အခံမဟုတ်အတိုက်အခိုက်အတိုက်ခိုက်ပြီးရင်အတိုက်အခံအတိုက်အခံပြီးရင်အတိုက်အခံအယောင်ဆိုတော့အဲ့ဒီအတိုက်အခံအယောင်လေးရှိတဲ့ပါတီတွေကိုတော့မှနီးမျိုးစုံအကြောင်းပြပြီးအကုန်ဖြုတ်ချပစ်ခဲ့တယ်နော်အခုဆိုကြည့်နော်စန္ဒာမင်းတို့ခမောက်ပါတီတွားဂွန်းပြီးရင်နောက်ဆုံးကျမှတက်တက်ခံတွားဂွန်းဆိုတော့တယောက်တည်းဘဲအာနာကိုအကုန်ယူဖို့ လက်ရှိအာနာအကုန်လုံးဒီတက်မတော်တာ25ရာခိုင်နှုန်းဆိုတဲ့အာနာ25ရှိမယ်။ကြံက85မှာကြံဖို့ပါတီတဲကိုစစ်တပ်ကကောင်းပြီးဘောင်းကြီးချုပ်ပြီးတော့ဝင်လာပြီးတော့အာနာယူမယ်။ရှင်းရှင်းလေးပဲယူနီဖောင်းနဲ့အာနာဒိန်းနဲ့ပစိုးပြန်ဝင်ပြီးအဲ့ဒီအာနာကိုပြန်ယူတယ်။အဲ့တော့လက်ရှိမင်းအောင်နိုင်လုံမဲ့ရွေးကောက်ပွဲဆိုတာယူနီဖောင်းနဲ့အာနာသိမ်းပြီးတော့တနိုင်ငံလုံးကိုအဲ့ဒီယူနီဖောင်းနဲ့လိုက်ပြီးလူတက်ထားတယ်။နော်မီးရှို့ထားတယ်မဒိန်းကျင်ထားတယ်။သူများအိမ်နေ ဖောက်ဖြက်ထားတယ်အဲ့ဒီပြစ်မှုတွေအားလုံးကိုပျောက်ဖို့အတွက်မလုပ်တာလေအဲ့ဒီစစ်ယူနီဖောင်းကိုချွတ်ချပြီးတော့ဒီဘက်မှာတိုက်ပုံနဲ့ပစိုးဝင်ပြီးဒီအာနာကိုပဲပြန်ယူတာရှင်းရှင်းလေးပဲအဲ့ထက်မပေါ်ဘူးအဲ့တော့သူတို့ရဲ့ရွေးကောက်ပွဲဒီဟာကိုထိခိုက်မှာအရန်ဆိုးတယ်အခုဆိုရင်ကြည့်နော်ဒီမင်းအွန်လိုင်းတို့အားပေးတဲ့လူတွေကိုကျွန်တော်မေးချင်တာကကွန်မန့်လေးရေးလို့အသေးလေးပေးတော့ဖမ်းတယ်ဆိုတော့ဒါဒီမိုကရေစီကိုတွားမယ်ဆိုတဲ့အကောင်တွေရဲ့လောက်ရလားအာနာရှင်အာနာယူတွေရဲ့လောက်ရလား ချင်းချင်းလေးဘတ်မတူနေရမှာဟုတ်တယ်မင်းတို့ကတော့မင်းတို့ထောက်ခံတဲ့စစ်တပ်ခေါင်းဆောင်မို့လို့ဘာပဲလုပ်လို့မှန်တယ်ထားဒါပေမဲ့လူလိုအတိတရားလေးနဲ့တစ်ချက်လေးတွေးစီခြင်းတယ်အတဲလေးပေးတာကွန်မန်းလေးပေးတာတော့မှကွန်မန်းတော့မှနော်အွန်လိုင်းပေးရေးထားတဲ့ကွန်မန်းဆိုရင် ရှင်းရှင်းလေးနော်တစ်ချိန်ကသူ့ကိုဒီကောင်နဲ့အတူတူတွဲခဲ့တယ်ဘယ်ကောင်နဲ့အမှဝင်ရတဲ့ကောင်ကတွက်လက်တာအဲတွက်လက်နဲ့အတူတူတွဲပြီးတော့လှုပ်ခဲ့တယ်တွက်လက်ကဟိုဘက်ရောက်တော့အုံတိုင်းကိုဝိုင်းဆဲထားကြတယ်ဖြစ်မှာပါလူတွေကအခုအုံတိုင်းကမင်းတို့တွေ့ပြီမလားအချိန်တိုင်းကျတော့ဘာလဲဆိုတာတွေ့ပြီပေါ်လာပြီ ဲ့လောက်လေးပဲရေးတာဗျာဒါကိုဖမ်းတယ်ဆိုတော့အဲ့ဒီဖမ်းတဲ့လူတွေကပါတီစုံဒီမိုကရေစီသွားမှာလို့အဲဖွင့်ပြတိုးတက်တဲ့တိုင်းဖာဖာကြတာအဲ့ဒါဖာစကားပြောတာပဲဟမ်ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားစဉ်းစားကြည့်အဲ့တော့ဒီစစ်ဘုတ်ချုပ်တွေကိုထောက်ခံနေတဲ့လူတွေအားလုံးနဲ့စဉ်းစားပါမင်းတို့ထောက်ခံတယ်ဆိုတိုင်းမင်းတို့ဘဝအတွက်အမှတ်ခံချက်ရှိတာဇော်ဘုံဟင်းကိုကြည့်ပါနော်ငါတို့နေစန့်ကျင်နေတဲ့တော်လန်နေဆိုတော့အเจ้าဘုံအခုနောက်ပိုင်းမှာကိုမောင်မောင်တို့တွေကဆိုတော့ထွက်ပြောလာတယ်ဆိုတော့ လုံးဝကိုမဟုတ်တဲ့အရာကြီးဖြစ်နေလို့ပြောရတာပါဘယ်သူမှကို့အလူမောခံပြီးမပြောချင်ပါဘူးဒါလေးကိုအာလုံးတိစေချင်ပါတယ်ဒါကြောင့်မို့လို့ဒီတရားမဝင်အတူရောင်ရွက်ောက်ပွဲကနေရာဇဝဲမှုကျူးလွန်ပြီးတော့ထွက်ပေါက်ရှာတဲ့အကောင်တွေကိုနီလန်ပေါင်းစုံနဲ့ရအောင်ကျိုးစင်ပေါ်တင်ဖို့လိုအပ်တယ်ဒါကြောင့်မို့လို့အခုလိုအောင်မြင်မှုတဲ့တိုက်ပွဲတွေများများလိုအပ်ပါတယ်နော်အဲ့တော့အခုနောက်ပိုင်းမှာနောက်ထပ်နောက်ထပ်စကန်တိန်ပွဲတွေမြန်မြန်ပေါ်ပေါက်ကိုလိုတယ်ပြီးလို့ရှိရင်ရဲဘော်တွေ နော်အတက်အန်ရဲ့ထိခိုက်အန်ရဲ့ဘာမှမရှိဘဲနဲ့အောင်မြင်စွာတိမ့်ပိုက်နိုင်ကြဖို့ရည်ကြီးပါလေပြည်သူတွေရဲ့အာဏာပြည်သူလက်ထက်ပြန်ရောက်ပါမယ်ရေတော့အောင်ရမယ်